ခေါင်းစဉ်တက်တယ်စိတ်တစားကိုးကံမှုလို့ပဲခေါင်းစဉ်တက်ထားတာလို့ဆိုရတာဘာဖြစ်လဲစိတ်တစားကိုးကံမှုတက်လာတယ်ဆိုတော့တကယ်မှမဟုတ်တာတကယ်မှမရှိတာမြတ်စွာဘုရားကတော့လက်ကိုကိုးကံမှုတော့မပြောဘူးပူဇော်ပတ်တော်ဘုရားပြောခဲ့တာရှိပါတယ်ဒါတကယ်ရှိတဲ့နဲ့လေတကယ်သဖြင့်ဆောင်တဲ့တကယ်နဲ့တွေကိုကြတော့သူတို့စီကမေတ္တာရအောင်လို့သူတို့ကိုဟိုကိုမိတ်ဆွေတဘောမျိုးမိတ်ဖွဲ့တဲ့တဘောမျိုးပဲဆိုတော့တငယ်ချင်းရှင်းရှင်းဆိုရင်တွေ့ခါကြတယ်ငါမင်းလိုက်တွေ့မယ်ကွာဆိုပြီးတော့ဟုတ်လားလိုက်တွေ့ကြတာမျိုးတွေရှိတယ်ဒါမိတ်ဖြစ်သွားတာမိတ်ဖြစ်ဆွေဖြစ်အခုလဲဒီနဲ့တွေကိုဥစ္စာလို့မိတ်ဖြစ်အောင်လို့ဟို ဟိုပတ်တာတာမျိုးပေါ့နော်ကျွေးမွေးတာမျိုးတော့ရတယ်ဒါပြက်တလားမရှိဘူးဘုရားကိုယ်တိုင်လည်းပြောတယ်ကိုးကွယ်တာမျိုးကတော့ဘုရားလက်မခံဘူးနော်ကိုယ့်ရဲ့ဘဝအတွက်အကူရအနေနဲ့ကိုးကွယ်တယ်ဆိုတော့တရဏဂုံပြတ်တယ်အဲ့ဒါကနော်တရဏဂုံပြတ်တယ်အဲ့တော့ကိုးကွယ်စရာပုံကိုယ်တွေမဟုတ်ဘူးလက်ဆိုတာကိုးကွယ်ရမယ်မျိုးထဲမှာမပါဘူးနော်ကိုယ်ရမယ့်ထက်မှမပါဘူး။အဲကြောင့်ဦးဇင်းတို့ဗုဒ္ဓဘာသာဆင့်မှန်တဲ့ဗုဒ္ဓဘာသာဝင်နေနဲ့ဒီငပြောပွဲအုံပွဲတွေကိုဒီဘုရားရှင်မှာပေါ့နော် ်သာသနာပွဲဆိုတာမျိုးမလုပ်တင်ဘူးတရားကိုပူဇော်ပါတတ်တာမျိုးလည်းမလုပ်တင်ဘူးဖျားနဲ့ဒန်းတူပေါ့မထားတင်ဘူးဘုရားဗုဒ္ဓဘာသာတဝန်းအနေနဲ့ဖျားမတာပါကိုယ်ဝေရာမရှိလို့ဆိုတာဟုတ်ဖျားမတာပါကိုယ်ဝေရာမရှိတန်ဃာမတာပါကိုယ်ဝေရာမရှိလို့ပြောပြခါကြမှာဒီဘိုးတော်တွေကိုနဲ့ရုပ်တွေကိုဒန်းတူထားတယ်ဆိုတာတဘာဝမကြဘူးလေပြင်ဒါကတကယ်လည်းရှိတာမဟုတ်ဘူးမဖြစ်နိုင်ဘူးဗုဒ္ဓဘာသာရဒါနဲ့တည်းလည်းမဟုတ်ဘူးကနလို့ကိုပါကိုစိတ်ကူးရင်ပြီးတော့လက်ဖြစ်ပုံဖော်ပြီးကိုယ်ဝင်နေကြတာပဲရှိတာ။ဘုရားလည်းမပွင့်ငယ်တုန်းကလည်းတချို့ ဒီလူတွေဆိုတာကလေအကြောက်တရားနဲ့ရှင်းတယ်နေကြတာအကြောက်တရားနဲ့ရှင်းတယ်နေတာဆိုတော့အကူရရှာတာပေါ့အဲ့တော့အဲ့တော့မရှာကြတယ်ဆိုတော့တစ်ပင်ကပဲကိုယ့်ရအကူရဖြစ်မလားတောင်ဖို့တွေကအကူရဖြစ်မလားဒီမြစ်တွေကအကူရဖြစ်မလားဆိုတော့မြစ်ကိုကိုယ်ွယ်တဲ့လူကကိုယ်ွယ်တယ်တောင်ဖို့ကိုကိုယ်ွယ်တဲ့လူကကိုယ်ွယ်တယ်တစ်ပင်ကိုကိုယ်ွယ်တဲ့လူကကိုယ်ွယ်ဒီနေ့ချိန်နေတာရှိတော့မယ်မြန်မာနိုင်ငံမှာတော့ချက်တောင်ဖို့နေမြင်ဒီနေ့ချိန်နေပူဇော်တာတွေ့နေတော့မယ်အမွေတိုင်ထွန်းတဲ့လူကထွန်းနော်ဟိုမပြောပွဲတွေနဲ့ပူဇော်တဲ့လူကပူဇော်တွေ့သေးအောင်မြန်မာနိုင်ငံမှာတော့ရှိတယ်ဒီချက်တောင်ဖို့တွေပေါ့ ဲ့တော့သူလူနာကဘာဖြစ်လို့လဲဆိုတော့သူကအကြောက်တရားတွေနဲ့ရှင်သန်နေတော့အကွေရချာကြတာအဲ့တော့ဦးဇင်းတို့ဗုဒ္ဓဘာသာတွေမှာအကွေရတွေ့ပြီလေနော်ဟိုတော့အကွေရမတွေ့လို့တပင်တွေတောတောင်တွေကိုကိုးကွယ်ကြတာအခုကဖျားတရားတန်ခါဆိုတော့အကွေရရှိပြီးခါကြမှာဒီထက်ပြီးတော့ ဒီနေရုပ်တွေကိုထပ်ပြီးတော့ကိုယ်ပဲသိလဲဆိုရင်ဒါသူစစ်မှန်တဲ့ဗုဒ္ဓဘာသာရေမဟုတ်လို့ပေါ့နော်ဒါကြောင့်ဆိုလို့စစ်မှန်တဲ့ဗုဒ္ဓဘာသာဝင်ကအဲ့လိုမျိုးမလုပ်တင်ဘူးဒီဒါတကယ်လည်းမရှိဘူးပေါ့နော်ဒီခုနကဒီနေ့မြန်မာပြည်ကနေလဲ38မင်းနေနော်အပြင်အပြင်လေးဒါတွေကတကယ်ရှိတာမဟုတ်ဘူးစိတ်ကူးရင်ပြီးတော့ကြောက်လန့်ပြီးတော့ပုံပေါ်ထားတာလက်ဖြစ်ပုံပေါ်လိုက်တာပဲရှိတာနော်အဲ့တော့နှစ်ပေါင်းများစွာကြာလာတဲ့ခါကျတော့နောက်လူတွေကလည်းတမိုင်းကြောင့်မလေးလာတော့ဘူးလက်စင်ကန်လာတဲ့ခါကျတော့ကြာလာတော့လဲအော်နှစ်ပဲသူတွေကသဘောထားလိုက်ကြတာပဲရှိတယ် နော်အဲ့တော့ဒီသူရတတိလို့ဘာလို့ဆိုလဲတကယ်ရှိတာလည်းမဟုတ်ဘူးဒါတွေကစိတ်ကူးရင်ဖန်တီးထားတဲ့ဥစ္စာတွေသူရတတိမေတော်တို့ဘာလို့ပေါ့နော်အဲ့ဒါတွေကစိတ်ကူးရင်လေယောက်ျားစင်းအကြောင်းစိတ်တစ္ဆာကိုကိုယ်ကွယ်မှုလို့ပဲခေါင်းစဉ်တက်တယ်စိတ်တစ္ဆာကိုကိုယ်ကွယ်မှုဆိုတာတကယ်မရှိဘဲနဲ့ကိုယ့်ဘာကိုပုံဖော်ပြီးတော့ကိုယ်ကွယ်တာကိုပြောတာနော်ဟုတ် တ္တဝါဒလို့ခေါ်တာပေါ့နော်အတ္တဝါဒဝိညာဉ်ကောင်လိပ်ပြာကောင်လို့လက်ခံနေတော့ဒါအတ္တဝါဒပဲဗုဒ္ဓဘာသာတူးမှာမရှိတဲ့ဝါဒတခုပဲနော်ဟိုလူတယောက်ကတည်သွားပြီဆိုလို့ရှိရင်ဥဒပဌာန်းထဲမှာအနန္တရပစ္စည်းဆိုတာရှိတယ်အခုတည်ပြီးတာနဲ့အခုချက်ချင်းဘဝပြောင်းတယ်သူကသုတိသုတိစိတ်လို့ခေါ်တာတည်တဲ့စိတ်ကိုဗိဒ္ဓမာထဲမှာသုတိစိတ်ဝေးဖွားတဲ့စိတ်ကိုပရိသတ်နေစိတ်လို့ခေါ်တယ်ဒီသုတိစိတ်နဲ့ပရိသတ်နေစိတ်ကြားမှာဘာမှခြောက်ွက်မှုမရှိချက်ချင်းကိုအခုတည်ဟိုချင်းဘဝတစ်ပါးပြောင်းသွားတာပဲ နော်အဲ့တော့ဘူသေးသိလို့ရှိရင်အိမ်မှာခုနှစ်ရက်နေတယ်လို့ဘာလို့ဆိုတာကအဲ့ဒါဗုဒ္ဓဘာသာရဲ့အယူဆမဟုတ်ဘူးအတ္တဝါဒသာဖြစ်တယ်ဗြဟ္မဏဝါဒသာဖြစ်တယ်နော်အဲ့ဒါဗုဒ္ဓဘာသာတွေမှာအဲ့ဒီဆိုမရှိရအောင်ဒါကြောင့်ဦးဆုံးတောင်မြို့မာကတန်ဆိုရရဘာမိတ်တယ်လဲဆိုတော့ဘူသေးပြီဆိုလို့ရှိရင်တဲ့ဟိုရဲလေဆုံးလို့ဘာလို့မနေစချင်းကိုအမျှဝေအဲ့ဒါကောင်းတယ်နော်ဒီနေ့တိန်ဒီနေ့စချင်းအမျှဝေလိုက်ဟုတ်တော့တည်လို့ရှိရင်သူဒီကုသိုလ်စိတ်နဲ့တည်တယ်ဆိုတော့သူလူဖြစ်မယ်နဲ့ဖြစ်မယ်ပေါ့အဲအကိဒေါသစိတ်နဲ့တည်မယ်ဆိုတော့ငရေရောက်မယ်ပေါ့ တစ်ခုခုကိုစွဲလိုက်မသိရင်တော့သူပိတ်တာဖြစ်မှာမို့အဲ့ဒီပိတ်တာကိုပဲချိုးကတော့ဝင်းကျင်ကလိပ်ပြာကောင်းနေမဲ့ဖြစ်တယ်လို့လည်းယူဆတာလည်းရှိတာပေါ့နော်တကယ်တော့ဦးဇင်းတို့အကေးမကျွတ်မလွတ်ပဲနဲ့ဖြစ်နေတယ်ဆိုရင်လည်းအဲ့ဒါကဝင်းကျင်ကောင်းမဟုတ်ဘူးပိတ်တာဖြစ်နေတာနော်အဲ့ဒါဘဝတစ်ခုပဲနော်အဲ့ဒီပိတ်တာကဘဝတစ်ခုပဲတချို့ကအဲ့ဒါပိတ်တာကိုပဲလိပ်ပြာကောင်းဝင်းကျင်ကောင်းထင်းနေတာ ဲ့လိုထင်ရခြင်းကြောင့်ကလည်းဥသိထင်တယ်ရုပ်ရှင်တွေကြတဲ့ပျောကလည်းမကင်းတော့ဘူးလို့ရုပ်ရှင်တွေကလည်းလူတွေသွားရင်ဝิญဉ်ကောင်ထက်သွားတယ်လို့အိမ်သားမှဟုတ်လားဝิญဉ်ကောင်နေနဲ့မြင်သွားနေတယ်ဆိုတာမျိုးချက်ထုတ်တဲ့ခါကျတော့လူတွေကလည်းအဟုတ်ထင်သွားတယ်တကယ်တော့အဲ့ဒါတွေကမဟုတ်ဘူးရုပ်ရှင်ပျောကတွေအများကြီးပါတယ်နော်အဲကြောင့်ဥသိလို့လူတီးသေးသွားလို့ရှိရင်နော်အခုသူနဲ့တည်ရင်တော့သူငရဲကြမယ်ဆွဲလမ်းမှုနဲ့တည်ရင်တော့ပိတ်တာဖြစ်မယ်အဲ့တော့လူသေးတိုင်းဒီလိုပိတ်တာဖြစ်တာမျိုးမဟုတ်ဘူးဒါကတော့မှတ်ထားဖို့လိုတယ်နော်တည်တိုင်းမကျွတ်မလို့ဖြစ်တာမဟုတ်ဘူးဆွဲလမ်းမှုနဲ့တည်ရင်တော့ဘုန်းကြီးတည်လည်းပိတ်တာဖြစ်မှာပဲ နော်ပိတ်တာကမြန်မာတွေပြောတဲ့သစီပေါ့လေမြန်မာတွေကတော့သစီလို့ခေါ်တယ်စာပေမှာတော့ပိတ်တာခေါ်တာပေါ့သစီနဲ့ပိတ်တာအတူတူပဲနော်အဲ့တော့ကုသိုလ်နဲ့သိရင်လူဖြစ်မယ်နတ်ဖြစ်မယ်အိမ်မှာမနေဘူးနော်အိမ်မှာလုံးဝမနေဘူးတရက်လည်းမနေနေ့လည်းမနေတစ်ဆက်ကံတော့မနေဘူးအိမ်မှာနော်တစ်ဆက်ကံတော့မနေဘူးအားကြောင့်ဦးစင်းတို့တောင်ကျမကလည်းဆီလိုရဲ့အဆုံးမဒီချမှတ်ထားတဲ့နဲ့ဟိုနောက်နေ့တွေပါစောင့်မနေနဲ့အကင်းကပေါ့နော်ဆွမ်းလဲမှုတစ်ခုခုကြောင့်မကြွမလို့ဖြစ်နေခဲ့တယ်ဆိုရင်ခုနှစ်ရက်တိစောင့်နေမှာဒုက္ခမြာခုနှစ်ရက်တိခံနေရအောင်ပါ ဟုတ်လားကိုယ့်ရဲ့အဖေကပေသွားပြီအဲ့ဒါကိုမကြွတ်မလို့ဖြစ်နေတယ်ဆိုရင်ခလေးရီဆောင်မနေနဲ့ရက်လျောင်မဆောင်နဲ့တော့ချက်ချင်းကိုအမျှဝေအဲ့ဒီနီးစနစ်ကအလိုက်ကောင်းတဲ့စနစ်ပါနော်ဘသူပဲတေးတေးချက်ချင်းကုသိုလ်ကောင်းမှုလုပ်ပြီးတော့နာမည်ကိုခေါ်ပြီးတော့အမျှဝေပေးလိုက်ပါနော်ဒါအလွန်ကောင်းတဲ့အဒီစနစ်တစ်ခုဖြစ်တယ်။ဒါပေမဲ့သူဒီတရက်လည်းမနေတော့နှစ်ရက်လည်းမနေတော့ချင်းကျွတ်တယ်။ဟုတ်ပြီနော်။ဒါကလည်းလူတိုင်းဖြစ်တာမဟုတ်ဘူးနော်။ဒါသူဆွဲလန်းမှုနဲ့ပေသွားမှသာအိမ်မှာပိတ်တာဖြစ်နိုင်တယ်။ ဒါကိုပြောတာနော်ဒါကြောင့်ဦးဇင်းတို့ဟိုသေသွားရင်လူတိုင်းဘယ်သူပဲသေသေးသေသွားတဲ့ပုံစံတွေအားလုံးမကြုံမလို့ပိတ်တာဖြစ်နေပါတယ်ဝိညာဉ်ကောင်လေးပြာကောင်ရှိနေပါတယ်ဆိုရင်ဒါအတ္တဝါဒပဲနော်ဟိုပိတ်တာတွေပါတွေဖြစ်တယ်ဆိုတော့ဖြစ်တာလည်းရှိမှာဖြစ်တာလည်းရှိမယ်ဝိညာဉ်ကောင်တွေတော့လောမမရှိဘူးနော်ဝိညာဉ်ကောင်မဟုတ်ဘူးအတ္တကောင်မဟုတ်ဘူးလေးပြာကောင်မဟုတ်ဘူးအဲ့ဒါစဉ်းစားကြည့်လေလူတွေကဘလောက်အစွဲလန်းကြီးလဲဆိုတော့လူတွေတိန်တော့ကြောက်တယ်ဟာသစေများဖြစ်နေမလားဆိုတော့ကြောက်ကြတယ်နေစင်တဲ့အများသတိဆန်နေတဲ့အကြောင်းထက်မတွေ့ကြဘူးဟုတ်တယ်မလားအိမ်မှာချင်းလေးသေးနေတာဇဘူးလေးသေးနေတယ် လမ်းမှာအကောင်တွေဘယ်လောက်နဲ့အများကြီးတည်နေတယ်ဒီအကောင်တွေလေရုပ်တရားနန်တရားနဲ့နေတာပဲလေငါးတွေကြက်တွေဝက်တွေအများကြီးနွားတွေတည်နေတဲ့တိရစ္ဆာန်တွေနေတိုင်းနေတိုင်းနော်တိရစ္ဆာန်တွေအသားစားနေကြတာပဲလေတိရစ္ဆာန်တွေအများကြီးတည်နေအဲ့ဒီအကောင်တွေလေတည်ရင်ပိတ်တာမဖြစ်ဘူးလို့ဘယ်သူပြောနိုင်ပါလဲဒီနွားတွေတည်ရင်လည်းပိတ်တာဖြစ်နေမှာပဲကြဘိုးတွေချင်းတွေတည်ရင်လည်းပိတ်တာဖြစ်ဖြစ်နေမှာပဲလေအဲ့ဒါကြတော့လူတွေကလုံးဝမကြောက်ဘူးဖြစ်မယ်လို့လည်းစိတ်ထဲမှာခံစားချက်မရှိဘူးလူသေးပြီဆိုတာနဲ့ပစီပဲနဲ့ပစီဖြစ်ခိုင်းနေတော့တာပဲဒါဘာလို့အစွဲလမ်းကိုပြောချင်တာ နော်ဒီအစွဲလမ်းကြောင့်လူတွေကဒုက္ခရောက်နေကြတာပဲနော်အဲကြောင့်ဆိုလို့လူဖြစ်ဖြစ်တိရစ္ဆာန်ဖြစ်ဖြစ်အစွဲနဲ့တိန်တော့ပိတ်တာဖြစ်မှာပဲအာဟုသို့ဒေါသနဲ့တိန်ငရဲကြမှာပဲအဲကုသိုလ်စိတ်နဲ့တိန်ကြရင်တော့လက်ပြရောက်မှာပဲတိရစ္ဆာန်ဖြစ်ဖြစ်လူဖြစ်ဖြစ်ကုသိုလ်စိတ်နဲ့တိန်လက်ပြရောက်မှာလူပြန်ဖြစ်ကြမယ်အဲကြောင့်ဆိုလို့အစွဲပဲပေါ့နော် င်းရှင်မဟုတ်ဘောเนาะတရားတစေဆိုတာရှိတယ်ဒါပိတ္တာလို့ခေါ်တယ်နော်ပိတ္တာလို့ခေါ်တယ်လူတွေပါဠိမှာတော့ပေတာပေါ့မြန်မာတွေကတော့ဖုန်ဖုန်ကြီးဆရာသာသနာပြောရင်ဖုန်ကြီးလေသနာပြောရင်ပိတ္တာပေါ့เนาะလူတွေစကားနဲ့ပြောရင်တစေပေါ့မြင်စာတို့ခေါ်ကြတာအောင်အဲ့ဒါတော့ရှိပါတယ်ဒါလည်းပိတ္တာကလည်းတစ်ခေါက်နဲ့တစ်ခေါက်မတူပိတ္တာတော့အများကြီးပဲသူကတော်တော်အမျိုးအစားတော်တော်များတယ်သူတို့လုပ်ခဲ့တဲ့အကုသို့ကံတဲ့တူတဲ့အကျိုးကိုသူကရတာလေတချို့ကအယိုးစုပိတ္တာတချို့ကအသာတုံးပိတ္တာ နော်အဲ့လိုမျိုးဒါပေမဲ့ပြူတာပိတ်တာတွေအလုံးတစ်ခုတူတာပါလဲဆိုတော့အစာအတော့ငတ်တဲ့ပြဿနာပဲပိတ်တာအလုံးကပုံစံချင်းကွဲပြီမဲ့အစာတော့တွေအလုံးကသူကမစားကြမတောက်ကြရအောင်တော်တော်ချပါတယ်လူတွေပြစ်ထားတဲ့ထမင်းလုံးလေးတွေကောက်စားကြရတာလူတွေထွေးထားတဲ့တရွေးတွေနှက်တွေကောက်စားရတာအဲ့ဒါတော့ပိတ်တာအလုံးရဲ့ဒုက္ခပဲအစာအတော့ဆင်းရဲတဲ့ဒုက္ခပိတ်တာတွေကနေစရာမရှိဘူးစားစရာမရှိဘူးသူတို့မှာပုံစံတန်းကတော့မတူဘူး တချို့ဖုန်ကြီးပိတ်တာတွေရှိတယ်တချို့ကောင်းကောင်းမြတ်စွာဘုရားကိုကတ္တဗမြတ်စွာဘုရားလက်ထက်တုန်းကဆိုရဟန်းတော်တွေကောင်းကောင်းမနေခဲ့တော့ဒီခေါ်တဗမြတ်စွာဘုရားလက်ထက်မှာဒီသစ္စကုတ်တောင်မှာရဟန်းပိတ်တာကိုရင်ပိတ်တာတွေလာဖြစ်ကြတာသူကကိုရင်ဘွားကလာတာဆိုတော့သူတို့ရဲ့ပုံစံကကိုရင်ပုံစံပဲရဟန်းပုံစံပဲဒါပေမဲ့တပိတ်တွေကတန်တပိတ်တွေမီးတွေလောင်နေတန်တပိတ်ကြီးတွေသင်ငန်းဆိုရင်လည်းမီးလောင်နေတဲ့တန်ပြားကြီးတွေခပန်းကျိုးဆိုရင်လည်းမီးလောင်နေတဲ့ခပန်းကျိုးကြီးတွေပတ်ထားတယ်ရှုပ်လို့လည်းမရအောင်ဒါရဟန်းပုံစံအဲ့လိုပဲတခြားတခြားပိတ်တာတွေလည်းအဲ့တိုင်းပဲတချို့ ဟိုတာတသမားတွေပေါ့နော်တာတသမားတွေဆိုလို့ရှိရင်လည်းပဲသူကဟိုဝက်တွေကြက်တွေကိုလှန်နဲ့ထိုးဆူးနဲ့ထိုးပြီးတက်ခဲ့တာဆိုတော့အဲ့ဒီနဲ့တူတဲ့ပိတ်တာသူခံစားရတယ်သူတို့ရဲ့ဟိုခန္ဓာကိုယ်ကအမွေးတွေနော်ဒီလှန်အမွေးတွေအဲ့ကိုကိုပြန်ထိုးတာမျိုးတွေပေါ့ပိတ်တာတွေမျိုးစုံရှိတယ်ဆိုတော့အဲ့တော့ပိတ်တာတွေကသူ့ရဲ့အာဟုသူကအားလျော်ဆိုတာဒီကောင်နဲ့ဒီကောင်မတူဘူးဒါကိုမြန်မာတွေကတော့တစီလို့ခေါ်ကြတာပေါ့နော်ဆိုတော့ပိတ်တာတကယ်ရှိတယ်ခုနကမေကွန်းထဲမှာပါတာအဲ့တိမ်ဝင်ပတိတို့ဘာလို့နော်အဲ့ဒါကတော့ ဥစဉ်လို့အစွဲလန်းတစ်ခုသာဖြစ်တယ်လေပိန်ဆိုတာကပို့ပြီးတော့မြင့်မြင့်သွားတာမျိုးလည်းမဟုတ်ဘူးเนาะပိန်ဆိုတာဥစဉ်လို့နားလည်ဖို့ဘုရားဘာသာလေးလိုအပ်တယ်ပါဠိလိုကတော့တီမာလို့ခေါ်တယ်မြန်မာလိုကတော့တီမာကိုမာကလေးကိုအတက်ကလေးလောက်လိုက်တော့တိမ်ဖြစ်သွားတာပေါ့เนาะတိမ်ဖြစ်သွားတယ်အဲ့တော့မြန်မာလိုဘာသာပြန်မယ်ဆိုရင်တိမ်ရဲ့အဓိပ္ပာယ်ကဘာလဲဆိုအပိုင်းအခြားလိုအဓိပ္ပာယ်ရတယ်ပိုင်းကနယ်ဘယ်တစ်ခုကိုပိုင်းခြားသတ်မှတ်ထားတာကိုတိမ်လို့ခေါ်တာဥပမာပေါ့เนาะဥစဉ်လို့ဒီရွာဥစဉ်လို့ဒီရွာဆိုရင်ဒါကလီထော်ရွာလို့ခေါ်တယ် တော့ဒီကတိတော်ရွာရဲ့နေနေမိတ်ဆိုတာသူရှိပြီးသားအစိုးရမြေပုံထဲမှာအရှိတ်ဘက်ဆိုရင်ဘယ်နာတောင်ဘက်ဆိုဘယ်နာနောက်ဘက်ဆိုဘယ်နာမြောက်ဘက်ဆိုဘယ်နာအဲ့ရွာရဲ့နေနေမိတ်ဒီဒါတိမ်ပဲလားတကယ်တော့ဒီရွာဟာတိမ်ပဲမျိုးတမျိုးဟာလည်းတိမ်ပဲသူကတိမ်ဆိုတာနဂရတိမ်မျိုးတိမ်ဆိုတာရှိတယ်ဓမ္မတိမ်ရွာတိမ်ဆိုတာရှိတယ်အဲ့တော့ရွာနေနေမိတ်တခုဒီတိမ်တခုမျိုးနေနေမိတ်တခုဒီတိမ်တခုပဲအဲ့တော့ဒီလိုသတ်မှတ်တယ်ဆိုတာကဘာအတွက်သတ်မှတ်တာလဲဆိုတော့ရဟန်းတော်တွေကန်ဆောင်ဖို့အတွက်ရဟန်းခန္ဓာတို့ကထိန်ခင်းတာတို့အဲ့လိုအလုပ်တွေကိုလုပ်ဖို့အတွက်မြတ်စွာဘုရားနေနေမိတ်သတ်မှတ်ပေးထားတာနော် အဲ့တော့ကမ္ဘာဇာနဲ့ဖတ်ပြီးတိမ်တမုတ်စရာမလိုဘူးတိမ်တမုတ်ပွဲတွေပါလေမလိုဘူးအဲ့တော့သူ့ရွာတစ်ခုတည်းပဲနေတိမ်တခုဖြစ်နေတယ်နော်သူအဲ့ဒါမဖြစ်လို့ဆိုရင်ကမ္ဘာဇာတွေဖတ်ပြီးတော့တိမ်တွေပါလေလုံနေရတာလဲလို့ပြီးတော့အဲ့ဒါကနယ်နိမိတ်ကိုနည်းနည်းချုံလိုက်တဲ့သဘော သူ့အော်တိုမက်တစ်အလိုလိုဆိုလို့ရှိရင်တော့တရွာလုံးကတိမ်ဖြစ်နေတယ်အဲ့ဒါတရွာလုံးတိမ်ဖြစ်နေတယ်ဆိုလို့ရှိရင်ဒီရွာမှာဥစဉ်လို့ဟိုကန်ဆောင်မယ်ဆိုလို့ရှိရင်ဒီရွာထဲကိုတခြားတန်ခါတွေဝင်လာလို့မရအောင် ဥပမာရဟန်းခံနေရတယ်ပေါ့နော်ရဟန်းခံကမ္မဝါတာဖတ်နေတဲ့အချိန်မှာဒီယောဟန်နေမယ်ထဲကိုတဘာမှဝင်လာလို့မရဝင်နိုင်ပြက်စီးသွားကံပြက်သွားတယ်အဲ့တော့ယွာနေနေမဲ့ကကျဲတယ်လေကျဲတော့ကွာယွာအလဲမှာကန်ဆောင်နေလဲဆိုရင်ယွာရဲ့အခြေဘက်မှာဘသူဝင်နေလဲကိုမသိဘူးအနောက်ကဘသူဝင်လဲကိုမသိဘူးအဲ့ဒါဆိုကန်တစ်ခုဆောင်မဲ့ဆိုရင်အဆောင်နေသွားချထားရတော့မှာအဲ့လိုဆိုရင်လည်းဘသူမှမလုံနိုင်ဘူးရေရှည်မလုံနိုင်ဘူးလေဒါကြောင့်ဦးဇင်းတို့ခတ်တယ်ပေါ့နော်ကန်နေဆောင်ရတာခတ်တယ်အဲ့လိုခတ်တဲ့ကြောင်ရဟန်းတော်တွေကခန္ဓာသိမ့်ဆိုပြီးတော့သိမ့်အစ်တစ်လေးတမုတ်လိုက်တာပေ90လို့ပေ40လို့ပေ100လို့တမုတ်လိုက်ကြတာ ဒါဒီအခြေဘက်ဆိုရင်ဟိုဦးဇင်းတို့တိန်ဆောက်တဲ့ခါမှာကြောက်တိုင်တွေတူမှာပေါ့ကြောက်နမိတ်လို့ခေါ်တာပေါ့နော်အခြေဘက်မှာကြောက်တိုင်ဆိုင်တယ်အဲနောက်ဘက်မှာကြောက်တိုင်ဆိုင်တယ်မြောက်ဘက်မှာကြောက်တိုင်တောင်ဘက်မှာကြောက်တိုင်အချို့၄တိုင်အချို့လည်း၈တိုင်ပေါ့နော်အရရှိမှန်းသားအဲကြောက်တိုင်ဆက်တယ်ဆိုတာနန်းနမိတ်သတ်မှတ်လိုက်တာအဲ့တော့ဒီကြောက်တိုင်ရဲ့အတွင်းဘက်ကိုတိန်ဆိုပြီးတော့ကမ္ဘောဒါဖိတ်သမောလိုက်တာတိန်ရဲ့သမောလိုက်တယ်ဆိုတာကရဟန်းတော်တွေဒီမှာကန်ဆောင်ပါမယ်ဆိုတဲ့သဘောမျိုးနဲ့သမောလိုက်တာရှိတာအဲ့တော့ဆိုတာကတရားတစ်စိတ်မင်းစားနေဘာမှမပတ်သက်ဘူးရဟန်းတော်တွေအလုလုဖို့အတွက်နန်းနမိတ်သတ်မှတ်လိုက်တာပဲရှိတာ ဒါကိုအောက်လန်းဆရာလိုလိုဘာလိုလိုပုံကိုယ်တွေကနေပြီးတော့တိမ်ဆွေရင်ဖြစ်မဲ့တယ်လို့ဆိုတာမျိုးခေါင်းစဉ်တက်ပလိုက်တယ်။ပြီးတော့တိမ်ဝင်ပတိတို့တိမ်ဝင်တပိတ်တို့ဘာလိုဖြစ်ကုန်ကြတာပေါ့နော်။နောက်ဟိုဟိုကတိမ်ဝင်ပနက်တို့ဘာလိုဟုတ်လာတာ။ဒါတွေကအောက်လန်းဆရာတို့ရဲ့ဆရာတွေရဲ့အယူဆတာဖြစ်တယ်။ဗုဒ္ဓရဲ့အယူဆနဲ့ပတ်သက်လိုက်ရင်တိမ်ကဘာမှထူးခြားသွားတာမဟုတ်ဘူး။အဲ့တော့အဲ့လိုအောင်လန်းဆရာတော်ရဲ့ဆရာကြီးရဲ့ဇကားတွေကပင်ဟာမြတ်တယ်လို့တတ်မှတ်လိုက်တဲ့ခါကျတော့အမျိုးသမီးမဝင်ရောက်တွေဖြစ်လာကုန်ရောတတ်ဆက်တွေတွေကသိလားတတ်ဆက်တွေတွေကအမျိုးသမီးဆိုတာညံ့တယ်ပင်ကမဝင်ရောက်တွေဖြစ်လာဘာမှမဆိုင်ဘူး နော်ယဟန်တော်တွေတန်ဆောင်နေတဲ့အချိန်မှာအမျိုးသမီးလည်းဝင်လို့ရတယ်အမျိုးသားလည်းဝင်လို့ရတယ်ဘာမှမဖြစ်ဘူးတိမ်ထဲဝင်လို့ရတယ်နော်အဲဘယ်ချိန်မှဆိုဝင်လို့ရတယ်အဲမဝင်ကောင်းတာကဘာလဲဆိုတော့ကမ္ဘာသာဖတ်နေတယ်ဆိုရင်ကမ္ဘာသာဖတ်နေတဲ့တန်ခါရဲ့နှစ်တောက်တစ်ထွားအတွင်းနော်နှစ်တောက်နဲ့တစ်ထွားအတွင်းဝင်တာမဝင်ရတာအဲကြောင့်ယဟန်ခံလို့ရှိရင်ဓမ္မနေပါရိုက်ရှင်နေဘာမှမဖြစ်ဝင်ရလို့ရတယ်ဘာမှမဖြစ်ဘူးအဓိကတန်ခါအနာကိုမကတ်ဖို့ပဲ ခလန်းလန်းလေးကအထဲဝင်ပြီးဓာတ်ပုံတွေပါရိုက်လို့ရတယ်အမျိုးသားလည်းရတယ်အမျိုးသမီးလည်းရတယ်အဲကြောင့်ဟိုတိန်ကတအားပြင်းပြနေလို့အမျိုးသမီးဝင်ရအောင်ဆိုလည်းမဟုတ်ဘူးတိန်ကပြင်းပြနေလို့ဗဒိယပိုးစွန်းသွားတယ်ဆိုတာလည်းမဟုတ်ပါဘူးအဲ့ဒါကဒီလိုပါသစ္စာတရားလို့ခေါ်တယ်လေသစ္စာရဲ့စွမ်းအားပေါ့ ပရိတ်ဆိုတာကဥစလိုမြန်မာပြန်နေလိုက်ဖတ်ကြည့်လိုက်မယ်ဆိုပရိတ်ရဲ့သဘောတရားကသစ္စာဆိုတာဟာဖျားရှင်ဆိုတာဒီလိုဂုံတွေနဲ့ပြည့်စုံပါတယ်တရားဆိုတာဒီလိုဂုံနဲ့ပြည့်စုံတယ်ပန်ငါဆိုတာဒီလိုဂုံနဲ့ပြည့်စုံတယ်နော်အဲ့လိုဂုံတော်တွေနဲ့ပြည့်စုံတဲ့အတွက်ကြောင့်သစ္စာဟိုအတ္တတော်ဟိုဘယ်လိုခေါ်မလဲချမ်းသာကြပါစေဘောတော့ဒုက္ခကလွတ်ကြောက်ကြပါစေဆိုပြီးတော့သစ္စာဆိုထားတာဖျားဂုံတော်တရားဂုံတော်တန်ခါဂုံတော်ဒီကိုတိုင်တည်ပြီးသစ္စာဆိုတာဆိုတော့သစ္စာရဲ့စွမ်းအားလို့ခေါ်တယ်အဲ့တော့ပရိတ်ရွတ်တဲ့အခါမှာပရိတ်ချီတို့ပရိတ်ရည်တို့ပရိတ်သေးတွေကိုလက်နဲ့ထိထားရတယ် ချစ်ကတုံးကတော့ပရိတ်ကျွလို့ရှိရင်ရေကိုလက်နဲ့မှွေပြီးတော့ကျွကြတယ်ဟိုပရိတ်ရဲ့တစ္ဆာတရားတွေဒီရေထဲမှာနှံ့သွားအောင်လို့ပရိတ်အိုးထဲကိုလက်ထည့်ပြီးတော့ပရိတ်ရေကိုမှွေမှွေပြီးတော့ကျွကြတယ်အဲဒီနေ့ခေတ်တော့မမှွေတော့ဒီတိုင်းမှရှိမှထားကြတာများတယ်အဲဦးဇင်းတို့ကတော့မမှွေပြီမဲ့လည်းပဲထိအောင်လုပ်တာပေါ့နော်ပရိတ်ကျွလို့ဘာလို့လဲတန်ဃာရိုရဲ့ဂိုင်းထားရေဘူးလို့ဘာလို့ကိုကြီးရိုးလေးနဲ့ပတ်ထားလိုက်ပေါ့ဒါဆိုရင်ထိနေတာပေါ့နော်အဲ့လိုထိနေလဲဆိုရင်ဒီပရိတ်ရဲ့တစ္ဆာတရားတွေကပရိတ်ကျိုးတို့ခုနကပရိတ်ရေတွေမှာတွားပြီးတော့ ဟိုပြန့်နှံ့နေတဲ့သဘောပေါ့နော်အဲ့တော့အဓိကတော့တစ္ဆာတရားပါနော်ဗုဒ္ဓဘာသာမှာကကိုလိုအောက်လန်းပညာမဟုတ်ပညာမျိုးပုံစံမျိုးမဟုတ်ဘူးရေကဆွမ်းတာမဟုတ်ဘူးဒါကတစ္ဆာတရားကဆွမ်းတာနော်ဒီရေကိုတစ္ဆာဆိုထားတယ်ဒီချီကိုတစ္ဆာဆိုထားတယ်အဲ့တစ္ဆာတရားကဆွမ်းတာဒါအောင်နားလည်ရမှာနော်ဒီမှာဘုရားကုံတော်တွေပါတယ်တရားကုံတော်တွေပါတယ်တန်ခါကုံတော်တွေပါတယ်မေတ္တာပူတာတွေပါတယ်တစ္ဆာတွေပါတယ်နော်အဲ့တော့အဲ့ဒီရေကဆွမ်းတာမဟုတ်ဘူးချီကဆွမ်းတာမဟုတ်ဘူးသစ္စာတရားကဆွမ်းတာဒီလိုနားလည်ရမယ်နော် တဲ့စာတွေဖြစ်တဲ့အတွက်ကြောင့်လေဒါကတော့အတိပဲတိတိဖြစ်စေမတိတိဖြစ်စေရွရင်တော့ကုတို့ရတယ်ဒါတပိုင်းပေါ့နော်ရွရင်ကုတို့ရတယ်ဟိုမတိပဲနဲ့ရွလို့ကုတို့မရဘူးပြောလို့မရဘူးဥစ္စာဘီးတမန်ရွှေတောင်ကကြည့်မယ်ဆိုရင်ဒီပါဇက်ကနေအတန်လေးထွက်တယ်ဆိုတာကစိတ်ကြောင့်ဖြစ်လာတာအခုဦးစင်းအခုတရားစကားပြောတယ်ဒါပြောချင်တဲ့စိတ်ကြောင့်တရားစကားပါဇက်ကအတန်ထွက်လာတာဒီပြောချင်တဲ့စိတ်ကဘာလဲလို့မြင်တော့ကုတို့စိတ်ပဲလေ ဟုတ်လားအဲ့တော့ကုသိုလ်စိတ်ကြောင့်ပါဇက်ကနေတရားစကားထွက်တယ်အခုဒကာတို့ဦးစင်းကိုဒါသိချင်တဲ့ဟာလေးတွေမေးတယ်ဒါသိချင်တဲ့စိတ်ကုသိုလ်စိတ်နဲ့မေးတာလေနော်အဲ့တော့စိတ်ကြောင့်ဒါဒီအတန်တွေထွက်လာတာလူတယောက်ဟာဒီစာဘာတွေပဲလို့မသိပြန်မလဲ။အော်ဒါဖျားစာပဲ။ကုကုတို့ရတယ်ဆိုရင်စိတ်ကလေးတစ်ခုနဲ့ပဲအထမ်းရွတ်တယ်၊ဓမ္မစကြာရွတ်တယ်၊ပရိယွတ်တယ်။အတုစိတ်ကဖျားရှင်ရဲ့စာပေတွေဆိုတဲ့အတိကလေးစိတ်နဲ့အထွေရွတ်တာဆိုတော့ကုတို့စိတ်ပဲလေ။ဟုတ်တော့လောဘဒေါသမောဟမပိုင်ကုတို့ပဲဒါ။လူချင်းမှုသဘောတွေ၊မုန်းတိမှုသဘောတွေ၊မနာလိုမှုသဘောတွေပိုင်လာအကုတို့ပဲလေ။ ဒီပရိပဋ္ဌာန်းတွေတိပ္ပယ်မသိပေမဲ့ယူနေတဲ့အချိန်မှာကုသိုလ်စိတ်ဖြစ်တာသိချရတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဒီပရိယူရင်ပဋ္ဌာန်းယူရင်တော့စီဝါတက်မယ်ယာတုရမယ်အာနာမြဲမယ်ဆိုတဲ့ပုံစံမျိုးနဲ့ယူမယ်ဆိုရင်တော့သူ့စိတ်ကမတန့်တော့ဘူး ဲ့လိုရည်ရွယ်ချက်ကအမှုတော်တိုင်းဖြစ်သွားတာပေါ့နော်ကျိုးနေတဲ့အချိန်မှာတော့သူဂျိုးရဂျိုးရဖြစ်မှာပေါ့စာကိုရွေးတဲ့အချိန်မှာတော့ခုသူအေးအာယုံဒီစီပွားရေးတွေယာတုတွေအာနာတွေဘက်ကိုရောက်သွားရင်တော့လောဘဖြစ်သွားပြန်ရောအဲ့တော့ပုထုဇဉ်စိတ်ကတစ်ချိန်တည်းမှာအများကြီးတောင်းလဲနေနိုင်တယ်ပထမရွေးတဲ့အချိန်မှာကိုပဲဟိုစီပွားတိုးမဲ့ဟာကိုအာယုံရောက်လာရင်လောဘဖြစ်သွားမယ်ပထမစာကိုရွေးတဲ့အချိန်မှာကုသူဖြစ်သွားပြန်မယ်ကြောင်လဲနေတာပေါ့เนาะအဲ့တော့ကုတို့ရတယ်အဲ့တော့ကြင်ကြံအားထုတ်ခြင်းကတော့အကောင်းဆုံးပဲလေသစ္စာဘုရားရှင်ရဲ့ပန်းနိုင်ကဒီထိသွားစေချင်တာလေအဲ့တော့ရဟန်းတော်လည်းဖြစ်ဖြစ်လူပဲဖြစ်ဖြစ်တပုတ်တည်ရင်တပုတ်ကျင့်ရမယ်နှစ်ပုတ်တည်နှစ်ပုတ်ကျင့်ရမှာပဲ နော်စားရည်အများကြီးသိပြီးတော့မကြင်ရင်လည်းအဲ့စားရည်ကကို့အတွက်ကအကျိုးအပြည့်ဝမရဘူးလေတာမန်ရိုးရိုးကုသိုလ်လေးတစ်ခုလောက်ပဲရတယ်အကျိုးအပြည့်ဝမရအောင်ဘာနဲ့လွတ်တူလဲဆိုတော့ဟိုကျမ်းမာရေးစာအုပ်တွေကိုယ်စီမှာရှိတယ်ဒီလည်းသိတယ်စားရည်ဖတ်ပြီးတော့ဒါပေမဲ့ကိုယ်တကယ်ကျမ်းမာရေးရှုတ်တက်လာတဲ့ခါကျအဲ့ဒါကိုလက်တွေ့သုံးမချအောင်နော်စာအုပ်ထဲမှာပဲရှိတယ်ဆေးမဆေးတော့မယ်ဆိုတာပဲတည်တယ်မတော့ဘူးဆေးမဝယ်ဘူးဆရာဝန်နဲ့မပြဘူးဆိုရင်သူယောဂမကောင်းနိုင်ဘူးဒီလိုပဲကိုယ်စီမှာဒီဆေးစာအုပ်တွေရှိတာနဲ့တော့တူတယ် စာရီသိတဲ့ပုတ်တယ်ပုတ်သိတဲ့ပုဂ္ဂိုလ်တွေရပေါ့နော်စာရီဖတ်တယ်ကုသိုလ်ရတယ်လောက်ပဲအဲ့တော့တင့်ကြံအားထုတ်တဲ့ခါကျမှဒီစာရဲ့အရာတာကိုအပြည့်အဝခံစားရမှာနော်မေတ္တာသုံးဆိုလို့ရှိရင်လည်းဒါမေတ္တာသုံးမှာဘယ်လိုတင့်ကြံရမလဲဘယ်လိုစိတ်ထားမလဲဆိုတာပါတယ်အဲ့တိုင်လေးကျင့်လိုက်မယ်အဲ့တိုင်ထားလိုက်မယ်ဆိုရင်ဒီမေတ္တာသုံးရဲ့အကျိုးတရားကိုအပြည့်အဝရရှိတယ်နော်အဲ့တော့မကျင့်ကြံဘူးဆိုရင်တော့ရုပ်ဖက်တရေစေတဲ့ကုသိုလ်လေးတစ်ခုပဲသူရမယ်နော်အဲ့တော့ဘုရားတရားတွေကတော့တင့်ကြံနိုင်မှသာ100% ကုသိုလ်ပြရမယ်လို့မှတ်မယ်နော်ယူဖိုက်ရင်တော့ယူဖိုက်တဲ့ကုသိုလ်ဒီလောက်ပဲရမယ်လို့ဒီလိုပဲနှစ်ပိုင်းခွဲမှတ်ပေါ့နော်